စကောပရိသတ်များလို့မယ်မင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားဖြစ်ပါတယ်စကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ စကားပြေတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျဒီတစ်ပတ်စနေနေ့ပရီးမီးယားလိပွဲတွေကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲပရီးမီးယားလိအသင်းကြီးတွေရဲ့ပွဲတွေကစားဖို့ရှိတယ်ဒါပွဲတွေကကျွန်တော်ကြည့်မှဆိုအသင်းကြီးအချင်းချင်းတွေ့တဲ့ပွဲတွေရောဒါမပါဘူးပေါ့လေစနေနေ့မှာတော့ဒါမှမဟုတ်လည်းအသင်းကြီးတွေအတွက်ကစားရမလွယ်နိုင်တဲ့အနေအထားတွေတွေ့ရပါတယ်အဲ့ဒီထက်မှဆိုရင်လည်းကျွန်တော်ဒါ community တိုင်းကစားသွားခဲ့ကြတဲ့ Crystal Palace နဲ့ Liverpool တို့ဒါဒီနှစ်သင်းကလည်းထိတ်တိုက်တွေ့ဖို့ရှိပါတယ်ဒီပွဲလေးကို ကျွန်တော်နဲ့တူတာအဝင်ကနေပြောမှသုံးသက်တင်ဆက်ပြသွားဖို့ရှိပါတယ်ခင်ဗျာ။အဝင်မင်္ဂလာပါနေပါခို့။ Palace နဲ့ Liverpool ထပ်ပြီးတော့မှတွေ့ရပြီပေါ့။တွေ့ကြပြီပေါ့နော်။ Community တိုင်းမှာတော့ Palace ကဒါ penalty ဆုံးဖြတ်နေတဲ့ Liverpool ကိုနိုင်သွားတယ်။ဟိုဒီဘက်မှာလည်းဒါလူထပ်ပြောမှာဒုက္ခပေးဦးမလဲတော့မသိဘူးเนาะ Palace ကဒီရဒီမှာဒါရှုံးမွေးမရှိသေးတဲ့เนาะဒါအသင်းထဲမှာသူပါတော့ဒါနှစ်သင်းပေါ့လေပြည်တော်နှစ်သင်းလို့ဒီနှစ်သင်းမဲဒါရှုံးမွေးမရှိသားတာရှုံးမွေးမရှိသားတဲ့နှစ်သင်းထိတိုက်တွေ့မယ် အဲဒီဘွဲမှာတည်ကြပြောမှဒါနှစ်သင်းလုံးရှုံးဝဲမရှိမှတန်းကိုဆက်ပြီးတော့မှထိန်းသိမ်းမလားဒါမှမဟုတ်တသင်းသင်းကပဲအနိုင်ယူပြီးတော့မှရှုံးဝဲမရှိဒါတခုတည်းတော့အသင်းပြဆက်ပြီးတော့မှအာဆက်ရှောက်လန်းနိုင်မလားဆိုတော့ဒါကြည့်ရမှာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ playlist အကြောင်းလေးအခုပြောကြတော့ပေါ့ playlist ကဒီအစည်းထွက်သွားပြီးတဲ့အချိန်ဒီတခုမှဘလို့အပြောင်းလဲဖြစ်သွားတယ်လို့ဆိုတော့ဒါအိုရင်အမြင်လေးတစ်ချက်တော့ပြောပြပါဦးညီအစည်းထွက်သွားပြီးတဲ့နောက်ဒါ ခရစ်စတယ်ပဲလီရဲ့တိုက်စစ်ပိုင်းကနည်းနည်းလေးနည်းနည်းလေးကြာလာပဲပေါ့ဒါပေမဲ့အရင်မဆိုးတော့ဘူးဘာဖြစ်လို့ဆိုတော့သူ့မိကဟိုအစားထိုးရောက်လာတဲ့ယာရမီပင်နိုကတော်တော်လေးကောင်းတဲ့ကစားသမားပြီးတော့ဟိုလာလီကာမှာဆိုလဲသူ့ရဲ့ချက်လည်းပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်လဲတပွဲပြန်မြဒါ5ပေါင်ပတ်သက်မှု5.5လောက်ရှိတာ။အော်အဲ့တော့တော်တော်အားကောင်းတဲ့ကစားသမား။အခုဒီလက်ရှိဒါပဲလေးကိုရောက်လာတော့လေဒီကစားသမားကအဲဈေးလောက်ဟိုအားကိုးလို့မရသေးဘူးဆိုပေမဲ့အန်ဝင်တဲ့အနေထားမျိုးတွေကျွန်တော်တွေ့ရတယ်။အဲ့ဒီအပြင်အန်ဝင်တဲ့အနေထားမျိုးတွေမှာမှာ तू က ဟိုဘယ်လိုပြောမလဲအဲဈေးလိုမျိုးပဲဟိုစူးစမ်းပြီးတော့နေရာစုံလိုက်ကစားပြီးနေတာသူကလှော်အောင်နှုံးနေရောဟို on the ball movement နေရောဟိုဟာ on the ball နေမှာပေါ့လေတော်တော်လေးအားကောင်းနေတယ်ဒါပေမဲ့တခုရှိတာကတိုက်စစ်ပိုင်းမှာအခုမာတီတာကဒါဟိုခြေစွန်းနေနေကြာသွားလို့ပြောရရတယ်တကယ်တော့ သူသူကလည်းချင်းချင်းကြာတာမဟုတ်ဘူးဘာလို့လဲဆိုတော့ပင်လုံနဲ့အခုမှသူကတွဲကစားရတာဟိုအခုလက်ရှိတည်သူတို့ရဲ့ဟို3421ဆိုတဲ့အခင်းချင်းမှာတူးနေရာမှာရှိတဲ့ပင်လုံနဲ့ကမာတာနဲ့အခုမှဟိုဟာမတီတာနဲ့အခုမှဟိုဒီယာဒီမှာဟိုအများဆုံးတွဲကစားရတာပေါ့ဒါပြီးခဲ့ရာဒီဒီမှာပြန်ကြည့်လိုက်လို့ရှင်ဒါဟိုဟုတ်ချစ်တရာဒီမှာဆိုလဲအစင်းရဲ့နောက်ပြီးတော့ဟိုအူစီးရဲ့ဝင်စီးရဲ့ဒါပြီးခဲ့ရာဒီမှာဆိုစားနေပေါ့အဲ့တော့ဒီကစားသမား3ယောက်မှာဒါဟိုဟိုဟာ မတီတာအပောင်ဝင်ပေါ့လေဒီကစားသမားသုံးရမှာသူကလုံးဝကိုဟန်ချက်ညီနေတဲ့ကစားသမားသုံးရအခုအပြောင်းလဲလို့တော့မတီတာရဲ့အချိန်ဆုံးလေးနည်းနည်းလေးကျသွားတာဒါပေမဲ့ကျွန်တော်ကတော့တိတ်တော့မစိုးရင်အချိန်ကြာရင်ပဲလေးတိုက်စစ်ကအကောင်းလာမယ်လို့ထင်တယ်အဲ့တော့ဟိုအိုလီဗီဟိုဟာပဲလေးနီးပြဒါဂလက်စနာကဒါပြီးခဲ့တဲ့ယာဒီအစားဝင်မှာတော်တော်လေးယုံငုံကြီးရတယ်သူကခံစားပိုင်းမှာဒါအဓိကစားသမားကိုဖွက်ခွာသွားလို့ဒါပေမဲ့အချိန်ကြာတော့လေပဲလေးကပြန်လာတာပဲအခုဆိုရင်ဒါဟိုပြီးခဲ့တဲ့ယာဒီပေါ့လေဒါဘယ်လိုပြော2025အေပရီလောက်ကနေစပြီးအခုလက်ရှိနေရှုံးမမှမရှိတာ ဟုတ်တော်တော်လေးအားကောင်းညာဆိုတော့ကိုစပဲလေးကတော့ကျွန်တော်အများကြီးအထင်ကြီးနေတယ်ဗောလေလက်ရှိပင်းရလေး3 pack ကစားနေတယ်3နင်းနဲ့မှတော့ကျွန်တော်ပဲလေးကိုအကြိုက်ဆုံးမယ်ဟုတ်ကဲ့ပဲလေးကဒီအခုဘယ်လိုကြောင့်လဲအဓိကပြောရမယ့်အချက်ကတော့ system ကြပြီးသားအသင့်ဖြစ်နေတာဗောနော်ဟုတ်ကဲ့3 pack နဲ့ system ကြထားတယ်အဲ့မှာနောက်ခံအစွန်လို moon of god michelle ကကျတော့ attacking ကိုကောင်းကောင်းလိုက်နိုင်တယ်လိုအပ်ရင် goal တွေ့နိုင်တယ်ပြီးခဲ့တဲ့ဘက်ကဒါ michelle က goal တွေ့နိုင်တယ်ဗောနော်ဒါတချို့ဘက်ဆိုရင် moon of god ကိုပေါအောင်ပတ်သက်မှုတွေလုပ်နိုင်တယ် အဲဘလို့ attacking ဘိုင်းမှာအားကိုးရသူ defense ဘိုင်းမှာကြည့်တော့လေလိဟင်းမှုမရှိမရှိဘူးเนาะဒါ defense ဘိုင်းကိုလည်းကောင်းကောင်းကြီးကိုလိုက်နိုင်တယ်ဒီ win back တစုံကကြတော့ Palace အတွက်တကယ်ကိုပဲဒါအားကိုးရတဲ့အနေအထားမျိုးအကိုတွားပြီးမှတွေ့ရတယ်ဒီ attacking ဘိုင်းမှာတော့ဒါအဝင်ပြောသူပါပဲနည်းနည်းလေးတော့တွဲကစားရတဲ့ဘိုင်းကကြတော့နည်းနည်းလေးအားနေတဲ့ဘိုင်းမျိုးလေးရှိတယ်ကမာတာကလည်းအများအားဖြင့်ဒါအရင်ကစားရတာဆိုတော့ဒီ double pivot မှာကစားရတာ အခုမှဒါလူရွက်ချက်ရပါဘောနော်အစ္စလမ်အစ္စမလာစာတရားချက်ခံမှုပြဿနာတချို့ရှိတဲ့ပွဲတွေမှာကြာရင်ကမာဒါကအတက်ကီမီဖီပုံစံမျိုးဒါ right number 8 group ပုံစံမျိုးတက်ကစားတဲ့အခြေအနေဆိုတော့ဟိုတကယ်တမ်းဒါဘယ်လိုပြောဒီ၃ယောက်အတွဲလေးမိလိုက်မယ်ဆိုရင်လည်းတိကျပါတယ်မာတိထားကြတော့ finishing တော်တော်ကြီးကိုပေါင်းတဲ့ကစားသမားဒါလက်ရှိ DRD Premier League မှာဆိုရင်သူရဲ့ expected goal ကကျတော့2.5ဆလောက်ရှိတယ်ဒါ Liverpool မှာဒါ DRD Premier League twin goal ဒါအများဆုံးပေါင်ပတ်သက်ထားတဲ့ AKDK တောင်မှဒါ1.0ကျော်လောက်ပဲရှိရဲဆိုတော့ ဒီတိုက်စစ်ရဲ့အဆုံးတပ်ပိုင်းနောက်ထပ်ကူကန်သွင်းခွင့်ပိုင်းဒီမှာကြည့်မယ်ဆိုမာတိဒါတော့တော်တော်ကြီးကိုချင်းချောင်းနိုင်မှုအားကောင်းတာတော့တွေ့ရတယ်။အဲတခုပဲပြဿနာကဒီတိုက်စစ်ချိတ်ဆက်မှုပိုင်းကတော့ community တိုင်းပွဲတုန်းကလောက်ထိကတော့အားကောင်းခြင်းမှာတော့ကောင်းပါဘူး။ဒါလေးကိုတော့ကိုယ်တော်ကြည့်အောင်ရှိတယ်။တစ်ဖက်မှာ Liverpool ကလည်းတို့အခုတို့ဒါအကောင်းဆုံးပုံစံရနေတယ်အကောင်းဆုံးပုံစံဆိုတဲ့နေရာမှာအခုတို့ဒါခြေစွမ်းတဲ့စာရင်ဒီယုံကြည်မှုအသိစိတ်တဲ့ဒီဘက်နေရာတော်တော်ကြီးကိုဒါ တာသွားနေလို့ပြောမှာပေါ့နော်ပေဘယ်ပွဲမဆိုမိနစ်80ကျော်ဒါနောက်ဆုံးချိန်ထိသူတို့ကဂိုးသွင်းနိုင်စွမ်းရှိတယ်ဆိုတဲ့ယုံကြည်မှုတွေတပွဲပြီးတပွဲတပွဲပြီးတပွဲပေးစွမ်းနိုင်တယ်ဒါပေမဲ့အဲ့တစ်ဖက်ဒါတခြားဘက်ကကြောင့်စိုးရိမ်ကြကြတော့ဒီလိုမျိုးနောက်ကျကိုရီနဲ့ပြန်လာတာပြန်လာတာအခုမမမရဒီရာခန်ကလော့ဘ်လက်ထဲနောက်ဆုံးရာသီမှာဆိုလဲဒါလီဗာပူးကအဲ့တိုင်းပဲပွဲတော်တော်များများကိုနောက်ကျကိုနောက်ကျကိုရီနဲ့ပြန်လာပြီးတော့မှဒါပေမဲ့ favorite match တော့ကြတော့သူတို့ ဒါမှစစ်တပ်ဒါဘီမာနာမျိုးရှုံးသွားတယ်ဟုတ်ကဲ့ရှုံးပြီးနောက်မှာပြန်ပြီးတော့မှကြာသွားတဲ့ပုံစံမျိုးတွေ့ရဆိုလီဗာပူးတက်ကအဲ့ဒီချက်လေးကတော့ညနေလေးပြန်ပြီးတော့မှအားထက်ပြင်ဆင်ရမယ့်အပိုင်းရှိမယ်ထင်ပါတယ်လီဗာပူးနဲ့ပတ်သက်ပြီးတော့မှဒါအဝင်ရဲ့အမြင်လေးပြောပြပါဦးကြီးဟုတ်ကဲ့ပါဒါပြည်သက်တွေကတော့လီဗာပူးဟိုအားဟိုဘယ်လိုပြောမလဲအားအကောင်းဆုံးလို့တော့သတ်မှတ်ထားပါလေတကယ်လည်းအားကောင်းပါတယ်သူတို့ရဲ့ဒီခံစားပိုင်းကလည်းဂိုးကြီးပြီးနေမယ်တိတ်တော့စိုးရင်စရာမရှိဘူးပေါ့ဟိုသူတို့ရဲ့တိုက်စစ်ကအချိန်မီကိုးသွင်းနိုင်တယ်တိုက်စစ်ကိုကွင်းလင်းတာတကယ်ကောင်းတယ်အားကောင်းတဲ့ကစားသမားတွေလေနောက်ပြီးအရေးသမီးကစားသမားတွေတယ်ဟုတ်တယ်ဟိုဒီဘက်မှာဆိုလဲဒါ ဟိုအီကီတီကီမပါမမဲ့ဟိုအိဆက်ပါလာမှာအိဆက်ပါလာဆိုတော့ပို့ပြီးတော့ကြောက်စရာကောင်းတယ်ကြောက်စရာကောင်းတယ်ဒါပေမဲ့ဟိုတခုရှိရကသူတို့ကကိုင်းလေးပေးပြီးကိုင်းရပြီးတော့ရှင်ချက်ချင်းဆိုကိုင်းပြန်ပေးရတယ်ပရမမိုင်းမှာဥမာတူးစင်းနဲ့ဥဆောင်တာဒုတိယပိုင်းရောကိုင်းပြန်ပေးနေရတယ်။အဲကျွန်တော်တို့ဒါတီကုန်နဲ့ပွဲမှာဆိုလဲဒါတက်သေးပဲ။ပြင်းနဲ့ပြန်ပေးခဲ့အဲ့လိုပဲဒါမာစီဆက်တာပေးမှာဆိုလဲဒီလိုပဲ။တူးနှစ်ကုန်းနဲ့ဥဆောင်မှာပြန်ပေးရတကယ်ဆိုရင်ကျွန်တော်အဲ့တစ်ချက်ကိုကျွန်တော်မကြိုက်ဘူး။တကယ်ဆိုရင်ကိုကအသိဟိုဘယ်အသိနဲ့ပဲတူးတူးကိုကဥဆောင်ကိုရရဆိုဘာပဲပြော ဟိုကိုကဟိုပြောမယ် control လောက်အောင်မ game တစ်ခုလုံးအဲ့တော့ तू ကဂိုးရင်ပြန်ပြေးနေရအဲ့တစ်ချက်ကကြာရင်တော့မကောင်းလို့တော့ကျွန်တော်ဟိုယူဆရပါဘောလေအဲ့တော့အခုလက်ရှိမှာတော့ဒါ slot time slot time ဆိုပြီးတော့ဒါနည်းနည်းလေးလေးပြောလာကြရပါဘောဒီတစ်ချက်ကလည်းဟိုသူတို့နောက်ဆုံးချိန်အထိဒီလိုမျိုးဂိုးရရနေဆိုတော့ဒါကောင်းတဲ့အချက်ဆိုပေမဲ့ကျွန်တော်အဲ့တစ်ချက်လေးတော့ပြင်ဆင်ခြင်းလေဒါပေမဲ့ဒီပွဲမှာတော့သိကြပါတယ်ဒါ community တိုင်းပွဲက crusher pay လေးရဲ့အသွေးအမွေတို့သိမှာပဲအဲ့တော့ဒီပွဲမှာတော့ကျွန်တော် foreign bat ကိုမမြင်အောင်လို့တော့ကျွန်တော်ယူဆ ယူဆမိတယ်ဗောလေဘာလို့လဲဆိုတော့ကွင်းလယ်ပိုင်းအတားစီရောက်ပြီပေါ့အဲ့တော့ဟိုမက်လက်စတာတို့ဒီဆိုပိုစလိုင်းတို့ဒီဟာကာရာဘတ်တို့ဒီ၃ယောက်အတွဲကိုပဲကျွန်တော်မြင်စေခြင်းနဲ့အဲဒီဟိုဟာအနီးစောကလည်းဒီလိုပွဲမျိုးဟိုဒီလိုအစုဖွဲ့မျိုးနဲ့ sorry ဒါဟိုဟိုဟာကွင်းလယ်ပိုင်းပေါ့လေဒီအတွဲကိုပဲပွဲထုတ်လာမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါ frame on လည်းပြန်ကောင်းနေဆိုတော့ညာချမ်းတစ်ချက်ကတော့ဒါ bradley ပဲပြန်သုံးပါလာပေါ့လေကျွန်တော်တော့ marathon နည်းနည်းလေးမိနေတဲ့ဟိုဟာ bradley တော့ကျွန်တော်သုံးမယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့တခြားနေရာတော့တိတ်အပြောင်းလဲတော့ရှိမှာတော့မထင်ဘူးအဲ့တော့ liverpool နေနဲ့ ဒါပဲလေးအိမ်ခွင်းမှာဆိုတော့နည်းနည်းလေးတော့ glue site ချိကြံမလို့တော့ကျွန်တော်မြင်တယ်ဗျအဲဒါဆိုအဝင်ပြောပုံရဆိုတော့အဓိကတော့ဒီ left number 8 row ပဲဖြစ်ဖြစ်ဒါ attacking midfield ပဲဖြစ်ဖြစ်သွားတဲ့နေရာမှာတော့ Florian Pass အစား super slide super ထဲ့တော့ဟုတ်ကဲ့ပို့ပြီးတော့မှဒါအကောင့်နိုင်တဲ့ပုံစံဘာကြောင့်လဲဆိုတော့ Premier League မှာဒါအသားကြပြီးတာပေါ့နော်ဒါဗေကျမ်းမှာဆိုတော့ Gapo ဟုတ်ကဲ့ Gapo နဲ့ပဲပွဲထွက်လာပုံများပါ Gapo ရဲ့ Isaac ရဲ့ Musala ရဲ့ဒီ၃ယောက်တွဲက နာမည်ကြာယုံတဲ့တွင်ကိုပဲတော်တော်ကိုတော့ဒါလန့်နေရကောင်းနေပြီတစ်ဖက်ကလီဗာပူးပရိသတ်တွေအတွက်လည်းတကယ်ကိုစိတ်လို့ရှားစရာကောင်းနေတာတိုက်စစ်အတွက်ဖြစ်နေပြီအီဆက်ကလည်းဒါပရီးမီးယားလိမှာပရူဗန်ဖြစ်ပြီးတာဒါတိုက်စစ်မှုတယောက်ဖြစ်ပြီးတာဆိုတော့ ဖဲလစ်နောက်တန်းခန်းစစ်ကစားပုံတော်တော်ကြီးကိုကျစ်လက်တယ်မားတယ်ဆိုတာမှတ်မိမဲ့တကယ်အီဆက်တာမူနောက်ကစားမယ်ဆိုရင်ခံနိုင်မလားဆိုတော့အခုဒါကြည့်ရမှာပေါ့နော်အဓိကတော့အီဆက်ပါလာတာအခုလေတော်တော်ကြီးကိုအားရဖို့ကောင်းတယ် community တိုင်းပွဲတော်ငားနဲ့မတူတဲ့တိုက်စစ်အခင်းချင်းမျိုးတိုက်စစ်ထိုးပေါင်းမှုမျိုးဒါလီဗာပူးလုံနိုင်ချေရှိတယ်လို့တော့ဒါအခုကတော့မြင်တယ်ပေါ့လေအဲ့တော့ဒီနေ့တင်းရဲ့ အာတာချက်အားနည်းချက်တွေလည်းဒါအခုဒါပြောထားကြပြီဆိုတော့ဒီနေ့ထိတိုက်ပြဆိုမှုမှာဒါအဆုံးဖြတ်ပေးနိုင်တဲ့ဘက်တရီပေါ့နော်ဒီမှာအစ်ဆက်ကပဲပွဲဖြည့်အဆုံးဖြတ်ပေးနိုင်ဆိုတာရှိသွားမလားဒါမှမဟုတ်မာတီတာရဲ့ finishing တွေကပဲပွဲဖြည့်အဆုံးဖြတ်ဖြစ်နိုင်မလားဒါမှမဟုတ်ကင်မရာနဲ့ဒီဘယ်လိုပြောမလဲကင်မရာရဲ့ pinot ရဲ့ပေါ့နော်ဒီဇာမနှစ်ယောက်ရဲ့ကောင်တာ attack တွေကပဲဒါလီဘောကိုခံစစ်ကိုချိန်ချောက်မလားဆိုတာလေးကိုဟိုဝင်ကဒါသုံးသပ်ပြပါဦးဟုတ်ကဲ့ပါဟိုသူတို့ရဲ့ဒီ oligan ဟိုဟာဟိုဟာ ကျွန်တော်ပဲလိမိပြတာ glass night ပေါ့လေ our glass night ဒါ3 4 2 1ကအာတော်တော်လေးခံချက်ကြီးတယ်အအထူးသဖြင့်ဒီ win ဖက်တွေပေါ့လေဒါ munos နဲ့ဟို Michel ရဲ့ဒီကစားသမားတွေကအတက်စင်းအရမ်းမှန်တယ်အဲ့တော့အဲ့ဒီအပြင်ဦးမှာဒါဟို transaction plane တွေမှာလည်း munos ပဲဖြစ်ဖြစ် Michel ပဲဖြစ်ဖြစ်ဟိုအရမ်းမြန်တယ်ပေါ့လေဆိုလိုချင်တာကဟိုသူတို့ကဒီခံစက်ကနေတိုက်စစ်အခုအပြောင်းနေမှာဒီတိုက်စစ်ကစားသမားတွေနဲ့ချိတ်ဆက်ပြီးတော့သူတို့ကဟိုဟို movement လုပ်သွားတာလေအရမ်းအကောင်းတယ်အဲ့တော့ဒီဘွဲမှာကဒါဂက်ပိုလေး ဟိုတစ်ဖက်မှာဒီတောင်ပံနေမှာဂပူရှိတယ်မိုဆာလာရှိတယ်အဲ့တော့နောက်ဆုံးတော့ဒီဘွဲမှာတော့ဂလူးတဆိုင်နဲ့တိုက်စစ်ပိုင်းကိုချိကန်လို့ကျွန်တော်မြင်အဲ့တော့ transaction play တွေမှာဘယ်သူဘယ်လိုကစားမလဲပေါ့လေတေချာတော့ဟိုလောကနှုံးကောင်းတဲ့ယာရီပင်နိုကခန်စစ်ထီကိုဒါဘယ်လိုပြောလဲတောင်ပံတစ်ချောက်ပေါ့လေဒါလွန်ထိုးကစားတဲ့အပိုင်းတွေမှာပို့ပြီးအားကောင်းလောင်ပို့ပြီးအလုံးပို့လောကနိုင်လို့ကျွန်တော်မြင်တယ်အဲ့တော့ဟိုတေချာပါတယ်ဒါပြီးခဲ့တဲ့ဟိုကျွန်တော်တို့ဒါ community တိုင်းဘွဲမှာဆိုတဲ့ဒါဟို crystal bay နေရသွားတဲ့ချီပါကိုရီယာ ဒါကွင်းလေကအတန်ဝါတုံးရဲ့အကွက်မြင်မြင်ပြေးပို့မှုတွေသူ့ရဲ့ mind bringing pass တွေငါသူ့ဘောရီရန်ရသွားအဲ့တော့ဒီဒီပွဲမှာလဲအတန်ဝါတန်ရဲ့ row up ပို့ပြီးတော့တော်တော်ကြီးကိုအားပါလာမှာလို့ဟိုအကောင်းလာမယ်လို့တော့ကျွန်တော်မြင်နေအဲ့တော့ဒီကစားသမားကလည်းလက်ရှိမှာအရန်ကိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောအရန်တည်ငြိမ်နေပေါ့လေသူ့တိုက်ရနေမလိုက်တိုက်ရနေကိုမလိုက်အောင်နော်ဟုတ်တယ်မှာသူပဲဥဆောင်နေတာပေါ့ဟုတ်တယ်အဲ့တော့ဝဲဟုကဘာပဲပြောသူ့ကိုဘယ်လိုပြောမလဲဟို supporting ပေးပြီးကစားနေရတာအဲ့တော့ဒီပွဲမှာတော့ကျွန်တော်ကတော့ဒီတောင်မန်တိုက်စစ်တီရဲ့ဒီ attack စမှန်မှန်က အော် adjustment ဒီမှန်မှုလို့ပေါ့လေဥပမာခက်စစ်ပဲဖြစ်ဖြစ်တိုက်စစ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးဒါ adjustment မှန်မှန်နဲ့ဒီ overlap run တွေဒီဒီဟာတွေကဒါ level ဘူးခံစစ်ကိုဟိုကောင်းကောင်းဒုက္ခပေးလို့မျိုးတော့ကျွန်တော်မြင်နေဗျ အဲဆိုတော့ဒါဖဲလီဆက်အတကင်ဒီကောင်တာအထက်တွေနောက်ထပ်ဒီဝင်းအထက်တွေကဒါလီဗာပူးကိုဒုက္ခပေးနိုင်ခြင်းရှိရပေါ့လေဒါကတော့ဒါဝင်းရဲ့သုံးသက်ချက်နောက်ထပ်အခုစိတ်ဝင်စားတကောတော့အခုတော့ဒါလီဗာပူးတိုက်စစ်ကိုတော့ဒေါ်ရီကိုစိတ်ဝင်စားတယ်အစ်ဆက်ပါလာတဲ့အခြေအနေတကောကဒါ community တိုင်းပွဲတုန်းကလည်းမတူညီတဲ့ဒီပွဲအခြေအနေတခုအများအပြောင်းလဲဖြစ်သွားမလားပေါ့နော်အဲ့ဒါလည်းဒါစိတ်ဝင်စားတကူတစ်ခါဆိုရင်ဒါကျတော့လီဗာပူးကဒုတိယပိုင်းကျရင်ဒီပွဲတန်ဖိုးတော့ထိန်းလိုက်တာ ထိလိုက်တာတော့တော့လျှောက်ပဲဒါအခုမြင်နေရပါတော့ဒါပေမဲ့မတူညီတာတခုလုံးကကြတော့ပြီးခဲ့တဲ့ရာသီကလီဗာပူးဟာဒီမျိုးပဲပွဲတံမို့သူကလော့ပ်တုံးကလိုမျိုး pressing press 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 ဆိုပြီးတော့မတော့လျှောက်ဟို pressing လှုပ်ပြီးကစားနေတာမို့ပြီးခဲ့တဲ့ရာကြဆိုရင်ပွဲထင်းတဲ့နေရာမှာထိနေကစားချွေတဲ့နေရာမှာချွေတယ်ချွေရဆိုတာအဓိကကစားမားတွေကိုအနားပေးတာမဟုတ်ဘူးနော်ကွင်းထဲမှာပဲထားပြီးတော့မှထိနေတဲ့နေနဲ့လှုပ်တဲ့ခါမှာသူလိုချင်တဲ့ target တခု တံပိုးတစ်ခုကိုသူထိန်းနိုင်တယ်ဒါပေမဲ့ဒီလက်ရှိရာသီအစလေးမှာတော့အဲ့တံပိုးကသူမမိသေးဘူးပေါ့နော်မမိသေးမဲ့နဲ့ဂိုးလီပြေးပြေးလိုက်ရတယ်ဆိုတော့တစ်ဖက်အတင်းကဒီခေလိုခန္ဓာပြောပြန်ပြီးအသက်ဝင်လာတယ်ခင်းကအသက်ဝင်လာဥမာဒီနောက်ဆုံးကစားသွားတဲ့မဆီဆိုင်တာကြီးပွဲပေါ့လေဂျာရဲ့ဆော်တင်တဲ့ပွဲပွဲမှာတောင်မှဒါဒီတိုင်းပါပဲမဆီဆိုင်တာကြီးပွဲရကြည့်မယ်ဆိုလဲဒီတိုင်းပဲဟိုပွဲအချိန်နေ15မိနစ်မိနစ်20လောက်ကြည့်လိုက်မယ်ဆိုပွဲတခြားစီလီဘော်ဟုတ်တဲ့ဒီပွဲ AC ပဲ4 0လား5 0လားဆိုတဲ့အနေထားမျိုးကနေဒါလုံးဝ2-1ကနေဘယ်လိုပြောမလဲ ဒီမသိထူးထူးဖြစ်သွားနိုင်တဲ့ကစားချလိုက်တာပေါ့အခြေအနေမျိုးပေါ့နော်အဲ့တော့ Liverpool ရဲ့ဒီပွဲတံပိုးထင်းတဲ့ဟာလေးကတော့ဒါ slot အတွက်လိုချင်တဲ့ပုံစံလေးမရသေးဘူးဆိုတော့ဒီဟာလေးကတော့တစ်ခါကစိုးရင်လည်းအားသာတဲ့ဘက်ကတော့ဒီဘယ်လိုပြောမလဲ Isak ပါလာတိုက်စစ်ကတော့တော်တော်လေးအားသာဆိုတော့ဘလူရလက်ထွက်မလဲဆိုတော့အကိုဒါကြည့်ကြအောင်ပါဒါအထိအဓိကတော့အကိုဒါသုံးသက်ပြီးွားတာကတော့ဒါပေးလေးစစ်အားသာချက်တွေဒါ Liverpool ရဲ့အားသာချက်အားနည်းချက်တွေကိုဒါသုံးသက်ပြီးကြတာဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ကောင်ပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ